င်းပေးမိလာပါရှင်။ New FN YouTube Channel ရာနီတွေ့ထွေးစွာကြိုဆိုလိုက်ပါရစ်။ယခုတခါပြပြပြီးတော့မှာကတော့စာရေးဆရာကြီး Alex Henry ဒါထားရဲ့ Ruth ဆိုတဲ့ဝတ္ထုစာအုပ်လေးကို မောက်ထုံးသူမှဘာသာပြန်ဆိုထားရဲ့စင်မီဆိုရင်စာအုပ်လေးပဲဖြစ်ပါရစ်။စာအုပ်လေးကိုဖတ်ခွင့်ပြုရင်အတွက်ငွေရင်းစာရေးဆရာနဲ့ဘာသာပြန်ဆိုသူကိုလေဒီနေရာအနေနဲ့လေးစားစွာခွင့်တောင်းလိုက်ပါရစ်ရှင်။ ြန်မာပြည်သူဤအမစီမီများကို ရှာဖွေခြင်းစီမီ root ဟာ American Negro လို့ခေါ်ရဲ American လူမဲဆိုင်ရေးဆရာ Alice Haley ရဲ့ YouTuber American စာပေတမိုင်းမှာရောကမ္ဘာစာပေနေပေမှာပါ အစီအလာကြီးမားခဲ့တဲ့ YouTuber ကြီးပါ အလွန်လူကြိုက်များပြီးသူရထင်ရှားရေးစာအုပ်တအုပ်ဖြစ်လာခဲ့လေတော့အယောင်ရအကောင်ဆုံးစာအုပ်တအုပ်ဖြစ်ခဲ့ပါတယ် စာအုပ်အရေးအတွက်တန်းပေါင်းများစွာရိုက်နှိပ်ထုတ်ဝေခဲ့ရတဲ့အတွက်ကမ္ဘာကျော်စာအုပ်တအုပ်ရေလို့လူအများကသိရကြပါတယ်။စာရေးဆရာ Alice Haley ဟာစီးမီးစာအုပ်ကြောင့်ကမ္ဘာကျော်စာရေးဆရာကြီးအဖြစ်ကြော်ကြားသွားတယ်လို့ဒီစာအုပ်ကိုအစမတန်ရောင်းရတဲ့အတွက်သူဟာတကြွတတိကြီးဘဝကို ရောက်သွားခဲ့ပါတယ်။ ဒီဝတ္ထုကြီးကိုရုပ်ရှင်နဲ့ဇာတ်ကားလောကအနုပညာရှင်လူမင်းအများအပြားပါဝင်ပြီး အခန်းဆက်ဗီဒီယိုရုပ်ရှင်ကရိုက်ကူးပြသပြန်တော့လေအမေရိကန်ရုပ်မြင့်တန်ကြားပရိသတ်ကရောကမ္ဘာရုပ်မြင့်တန်ကြားပရိသတ်ကပါ အလွန်ကြိုက်တဲ့ကာရှိကားကောင်းတကားပြည်လာခဲ့ပါရဲ့ဒီကနေ့ဆိုရင်စီမင်းဝတ္ထုကြီးကိုဘာသာပေါင်း30ကျော်ဘာသာပြန်ဆိုထားပြီးပြီလို့သိရပါတယ်ဒီစာအုပ်ကြောင့်အဲလစ်ဟယ်လီဟာစာရေးဆရာဘဝရောက်ခဲ့ပါတယ် ကဘာကျော်ခဲ့ပါရဲ့တရွေတတိဖြစ်ခဲ့ပါရဲ့ဒါပေမဲ့သူနောက်ထပ်ရေးသမားစာအုပ်တွေဟာပထမဆုံးရေးခဲ့တဲ့ဒီဝတ္ထုကြီးကိုမကျော်နိုင်ပေဖြစ်နေရပါတယ်အဲ့ဒီအတွက်သူကများအတော်ကလေးညံ့ရတယ်လို့ဆိုပါရဲ့ဒါပေမဲ့သူဟာစီမံဝတ္ထုဖြစ်လာဖို့အတွက်သူ့ရဲ့ကုစိတ်နှစ်ပါးကို အများကြီးအပင်ပန်းခံပြီးစူးစမ်းအထောက်ခဲ့ရပါတယ်လို့ဝန်ခံခဲ့ပါတယ် သူရဲ့ကြိုးပမ်းအားထုတ်မှုတွေဟာအမခန့်ရှိလာပါရဲ့လို့ဆိုရင်လုံးဝမထင်ပါဘူး။သူကြိုးပမ်းအားထုတ်မှုတွေဟာစိတ်ဝင်စားဖို့လည်းကောင်းပါရဲ့။အတူယူဖို့လည်းကောင်းပါရဲ့။အားကျဖို့လည်းကောင်းပါရဲ့။ကြိုးစားရင်ကြိုးစားတယ်လို့အောင်မြင်မှုရနိုင်တဲ့အတွက်အဖွဲ့အစည်းတစ်ခုမှလူဖြစ်ရတာဟာအလွန်လူဖြစ်ရကြိုးနဲ့တယ်လို့ထင်ပါရဲ့။ဘာပဲဖြစ်ဖြစ်ပေါ့လေ။အဲလစ်ဟယ်လီယာကျုံမျိုးကျွန်တွေကဆင်းသက်လာတဲ့လူမင်းတစ်ယောက်ပါ။ သူရဲ့ကြိုးစားမှုတွေကိုတစိတစောင်းတော့ပြည့်ကျွန်တော်တို့ကြည်တင်တယ်လို့ထင်ပါတယ်။အဲ့ဒါလို့ကြည်လိုက်မယ်ဆိုရင်စိမြစ်ကိုရေခဲတဲ့ကမ္ဘာကျော်လူမင်းစာရေးဆရာအဲလစ်ဟန်လီကသူ့ဆောင်နဲ့ပတ်သက်လို့အခုလိုပြောသွားပါတယ်။ကျွန်တော်ရင်ထဲမှာဆွဆွမြင်းမြင်းမမိနေရလေးတခုရှိတယ်။တခြားတော့မဟုတ်ပါဘူး။ကျွန်တော်ငငယ်ကတင်နက်စီပီနဲ့ဟင်းကြီးမျိုးကကျွန်တော်တို့အိမ်စင်ဝင်မှာထွက်ပြီးစကားပြောပြောနေကြတဲ့အဖွားကြီးတွေပါ။ သူတို့ဒီမှာကျွန်တော်အဖွာရေကျွန်တော်ဝန်ခွဲအဖွာဂျော်ဂျီယာရေအတော်ပန်ကမ်စ်ရေအတော်လီစ်နဲ့အတော်ဒစ်စ်တို့လေးပါကြရေနေဝင်စည်းစာချေဆိုရင်အဖွာကြီးတွေကကလတိုင်ကိုစီနဲ့အဲ့ဒီနေရာမှာထိုင်ပြီးစကားပြောလို့ရှိကြပါရေသူတို့ပြောဆိုနေရတွေကတော့ဂျွန်တွေအကြောင်းဂျွန်ပိုင်ရှင်သခင်တွေအကြောင်းနဲ့စိုက်ပျိုးချင်းကြီးတွေအကြောင်းရောက်တဲ့ရရာတွေပြောကြတာပါတက်ကြီးစကားတငင်ကြအပြစ်မှတ်တာလာခဲ့ကြရဲ့မိသားစုတမိုင်းအကြောင်းတွေလေးပါပါရဲ့ ကျွန်တော်မိရတော့ရှီအောင်အောင်ပြည်ဒီပေါ်သူ့ရည်ရွယ်ပြီးမိငေါပြတက်ပါရင်အမေရဲ့အဖွားရည်တွေရေစကဝိုင်းအပေါ်အထင်လည်းမကြီးပါဘူးပါရှင်နဲ့ဆန္ဒလည်းမရှိဘူးအဖွားကြီးတွေပြောနေကြရဲ့အထင်မှာအာဖရိကန်ကြီးဆိုရင်စကားဟာအမေနဲ့ပေါပါလာတာကြရဲ့အဲ့ဒီအာဖရိကန်ကြီးတင်းဖို့တစည်းနဲ့နက်စာလို့ခေါ်တဲ့နေရာကိုတည်ယူလာကြရဲ့ပြီးတော့ဗာဂျီနီးယားပြည်နယ်မှာဂျွန်တယောက်ပြည်ရောင်စားသွားတဲ့ အဲ့ဒီနောက်တခြားလူမင်းကြုံမတယောက်နဲ့အယောင်ကြပြီးကီစီလို့ခေါ်တဲ့တမီးလေးတယောက်မွေးလာတယ်တဲ့ပြောနေကြတဲ့အကြောင်းတွေကပြေဆုံးလို့ပါပဲသူတို့ပြောနေကြတဲ့အထင်မှာအဲ့ဒီကီစီဆိုတဲ့တမီးလေးငါနဲ့တမီးအရွယ်ကြတော့အာဖရိကန်ကြီးကပုံဝင်ချင်မှရှိရဲ့ပြည်စီတွေကိုပြပြီးသူ့ဘာသာစကားနဲ့ဘလို့ခေါ်ရေးဆိုတာသင်ပြီးရေးဆိုပဲဥပမာဂီတာကိုပြပြီးဂူလို့ခေါ်ခိုင်းတဲ့စိုက်ပျိုရှင်ကြီးနာကပ်ပြီးစီစီနေတဲ့မြေကိုလက်ညှိုးထိုးပြပြီး กินบีโบโลโลလို့ပြောခိုင်းတယ်တခြားဂျွန်တွေကသူတို့သူ့ကိုတူဘီလို့ခေါ်ရင်အဲ့ဒီအာဖရင်ဂျီအာဖရိကန်ဂျီကအဲ့ဒါလို့မခေါ်နဲ့အဲ့ဒါငါနမီမဟုတ်ဘူးငါနမီကกินဒီလို့ခေါ်တယ်လို့ပြောတယ်กินဒီလို့ခေါ်ရင်အဲ့ဒီအာဖရင်ကန်ဂျီကသူ့သမီးကီစီကိုသူ့အကြောင်းပြောပြတယ်အာဖရိကတိုက်မှာရှိတဲ့သူရွာနာတို့ရဲ့မှာပုတ်တလုံးလုံးဖို့တိတ်ခုန်နေတော့သူ့ကိုလူလေးယောက်ကအတင်းဝင်ပန်ခဲ့ ပြီးတော့သူ့ကိုဂျုံပြေးရောင်းစားခဲ့တယ်။အဲ့ဒါတွေကြောင့်သူကဂျုံပြေးလာရတယ်လို့ပြောပြခဲ့တယ်။အဲ့ဒီခင်တရဲ့သမီးကေစီကြီးလာလို့မိခင်တယောက်ဖြစ်လာတော့သူကသူ့သားကိုအဲ့ဒီအကြောင်းကြီးပြောပြတယ်။အဲ့ဒီသားကတခါသူ့သားသမီးတွေတဆင်ပြန်ပြောပြတယ်။နောက်ဆုံးကျတော့တက်ကြီးစကားတက်ငင်ကြပြီးကျွန်တော်တို့ရဲ့မိဘဘွားတွေကစီးရွက်ကြီးခင်းတွေမှာကျုံပြေနေထိုင်လုပ်ကိုင်နေကြရင်ပြည်တွင်စီကြီးတွေရောက်သွားခဲ့ကြရည် ီယောစီကြည်လဲပြီးရောကျွန်တော်တို့အားလုံးကြုံမွားကလုံးမြောက်လာကြရေးဆရဲ့အကြောင်းတွေကိုကျွန်တော်တို့ကြားလာသိလာကြရေးဒုတိယကဘာစီကြည်တွေမှာကျွန်တော်ဟာကင်းချီဆောက်တဲ့ထဲဝင်ခဲ့ရေးအသက်က18နှစ်ပဲရှိသေးပါတယ်အနောက်တောင်ပိုင်းဘက်ကပစိဖိတ်သမုဒ္ဒရာထဲမှာစစ်တင်မောဒစီလေးလေးသွားလာနေရေးအဲ့ဒီတင်မောပေါ်မှာဆာရိတ်တာအကူဖြစ်ကျွန်တော်လောက်ကိုင်းနေရေးကျွန်တော်ကဆိုင်ရေးဆရာတိတ်ဖြစ်ခြင်းနဲ့အကောင်းဆုံးတော့ပြီးဆရာကောင်းဆုံးတဲ့ တန်ကိုကုကန်တိုက်ခိုက်ရဲ့အနေနဲ့တင်းမိုးပေါ်မှာကိုဘာသာကိုတင်တယ်ဖွင့်ပြီးကိုဘာသာကိုပဲတင်ကြပူချနေခဲ့တာပေါ့စီချီပြီးသွားတော့လေကျွန်တော်ကအဲ့ဒီတက်မှာပဲဆက်ပြီးအမှုထမ်းနေရင်ကညတိုင်းစာရေးဖြစ်တယ်တပတ်မှာ900တတီစာရေးတာဘာကြောင့်အဲ့တလောက်ဒီစောက်ချပြီးလုပ်နေရတာလဲတဲ့ဒါတော့ရှင်ပါလေလွန်ခဲ့တဲ့ရှင်းနေက ကျွန်တော်ရဲ့ပထမဆုံးစာမှုတစ်ခုကို ရောင်းခဲ့ရပြီးပြီမဟုတ်လား ကျွန်တော်ရောင်းခဲ့ရတဲ့ပထမဆုံးဆောင်မှုက1954ခုနှစ်ဇွန်လထုတ်ရီယာတိုင်ဂျက်စ်မှာပါသွားခဲ့ပါတယ်။ဆောင်းပါနမီကမိသူမြမတီတော်ဟာလင်းတဲ့အဲ့ဒီဆောင်းပါလေးကလူကြိုက်တော်များခဲ့ပါတယ်။ကျွန်တော်အဖို့လည်းအလွန်ကိုအတက်စီခဲ့တဲ့ဆောင်းပါပါ။အသက်39နှစ်အရွယ်ကိုရောက်တော့ကျွန်တော်တက်ကထွက်ခဲ့ပါရီ။ငါစာရေးဆရာဘဝနဲ့အသက်မွေးတော့မယ်လို့ဆိုပြလိုက်ပြီးရတဲ့အတွက်တက်ကအနာယူလိုက်ပါရီ။ ဲ့ဒီအချိန်မှာကျွန်တော်ဟာလူမဲမှုစလင်ကောင်းဆောင်တယောက်နဲ့တွေ့ပြီးမေကွန် apps ရဲ့အထုပ်ပတိဆိုရင်စာအုပ်ကိုရေးနေပါပြီကျွန်တော်အနေနဲ့ကျွန်တော်မိသားစုရဲ့မျိုးစားတည်းအကြောင်းကို အမြင်တရားနေခဲ့ပါတယ်အဲ့ဒီအကြောင်းကိုစာအုပ်တအုပ်ဖြစ်လာအောင်ငါရှာဖွေစုဆောင်နိုင်မလားဆိုတဲ့မိကွန်ဟာကျွန်တော်အုံနောက်ကို အမြင်တစီလာပြီးရက်ခဲနေပါတယ်1962ခုနှစ်အတွင်းမှာတော့တခြားအလုပ်တွေရှိနေတဲ့ကြားကပဲကျွန်တော်ဟာမိသားစုဆွေမျိုး စင်ကြကိုချီယာခံနေမိပါတယ်။စိုက်ပျိုးချိုင်တွေကမတန်တွေတည်တင်းစာတွေတကောင်စီရင်ဌာနရဲ့စီရင်စရာတွေကိုကျွန်တော်လိုက်ပြီးလေ့လာနေမိပါတယ်။ကျွန်တော်လူရှင်တဲ့အချက်တွေကိုဟိုဒီစာတည်ဒီစာရလာနေပါပြီ။အဲ့ဒီအချိန်မှာကျွန်တော်ဘာမှမရှိရောတည်သွားရှာပါပြီ။ ဒါကြောင့်အနီးဆက်ဆုံးစီမျိုးတွေကဝန်ကွယ်ဘွားကျော်ကြီးအစီကို မကြခဏသွားပြီးကျွန်တော်သိရှင်တာလေးတွေမြင်းမြင်းစုံစမ်းခဲ့ပါတယ်။ဒီရက်ထဲမှာပဲဝါရှင်တန်မြို့တော်ကအမျိုးသားမော်ကွန်တိုင်ကွန်ဂရက်လွတ်တော်စာကြီးတိုင်နဲ့အမေရိကန်တော်လှန်ရေးစာကြီးတိုင်ကိုလည်းမကြမကြသွားပြီးလည်လာခဲ့ပါတယ်။ 1969ခုနှစ်ထရောက်တော့ကျွန်တော်လက်ထဲမှာဆွေ90နဲ့ဆက်နွယ်နေတဲ့အချက်လက်တွေကိုစီဆောင်မိပြီလို့ယုံကြည်လာပါတယ်။ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဘဝမကြဖြစ်နေတဲ့အချက်တစ်ချက်ကရှိနေပါတယ်။အရေးချက်ကအာဖရိကန်ကြီးရဲ့ပစက်ကပြောသွားခဲ့တယ်လို့ဆိုနေကြတဲ့စကလုံးတွေရဲ့ပြဿနာပါ။အဲ့ဒီတော့ကျွန်တော်နယူးယောက်မှာနေပါတယ်။ဒါကြောင့်မို့ကမ္ဘာကူလသမဂအဆောက်အဦရဲ့အဝင်အခက်နေသွားထိုင်ပါတယ်။ အာဖရိကန်မျိုးသားတွေနဲ့တွေ့ပူဆောက်တာပါတွေ့ရတဲ့အခါမှာလဲအာဖရိကန်ကြီးပြောသားခဲ့တဲ့စကားလုံးတွေ့ရပြီးအဲ့ဒီစကားလုံးတွေကိုသူတို့သိမသိမိပါတယ်လူတိုင်းကျွန်တော်စကားကိုရက်ပြီးနားထောင်ကြပြီးမင်းအပြစ်မပေးဘဲထွက်ခွာသွားကြတာကြီးပါပဲကျွန်တော်ကျတော့ကျွန်တော်သဘောပေါက်လာပါပြီကျွန်တော်ဟာတင်းနေစီပြနေတာမဟုတ်လားအမေရိကန်စကားလုံးတွေကိုရုပ်ပြနေတာဆိုတော့ဒီလူတွေဘယ်လိုလုပ်ပြီးနားနေကြမှာလဲ။ နောက်ဆုံးကြတော့ကျွန်တော်ဟာအာဖရိကန်ဘာသာစကားတွေလေ့လာလိုက်စားနေတဲ့ပါရဂူတယောက်စီရောက်သွားပါတယ်။သူနဲ့ကြတော့အာဖရိကန်စကားလုံးတွေကိုထက်တလင်းလင်းရုပ်ပြပါတယ်။ကင်တီဆိုတဲ့အတန်ထွားဟာအာဖရိကတိုက်ကမန်ဒီကားလူမျိုးတွေရဲ့လူနမည်ဖြစ်လိမ့်မယ်လို့သူကပြောပါတယ်။ကင်ဘီဘိုလုံလို့ဆိုတာကတော့မန်တီဘာသာစကားနဲ့ကမ်ဘီယာမြင်းလို့ခေါ်တာဖြစ်လိမ့်မယ်လို့ရှင်းပြတယ်။နောက်တော့ရေကြတော့ကျွန်တော်အာဖရိကကိုရောက်နေပါပြီ ကမ်ဘီယာနိုင်ငံရဲ့မြို့တော်ပိန်ကျူးကိုရောက်သွားတော့ကမ်ဘီယန်သားတစုနဲ့တွေ့ရင်သူတို့ကအာဖရိကန်တွေရဲ့သမိုင်းကိုသူတို့နေသူနေသားတွေပေနီးပေပုတ်ထိသိခဲ့ရတယ်ဆိုတာပြောပြကြတယ်တက်တာအဖြစ်ကြမြင်လာပြီးဖြစ်တဲ့ရွာကြီးတွေမှာ grind လို့ခေါ်တဲ့အဖူကြီးတွေရှိနေကြောင်းသူတို့ကတက်ရှိမုံကုန်တိုက်ကြီးတွေဖြစ်ကြောင်းပြောပြကြပါသည် အဲ့ဒီအဖိုးကြီးတွေကလူမျိုးစုတွေမိသားစုတွေနဲ့ကြီးရွာစုတွေရဲ့တမိုင်းချောင်းတွေကို ခရီးစီးတွင်ကြောက်မှတ်သားထားလိရှိကြတယ်။ကျွန်တော်ပြောပြနေတဲ့ကင်တီဆိုတဲ့နမည်ဟာကင်တီဖြစ်လိမ့်မယ်လို့သူတို့ထင်နေတဲ့။ဘာကြောင့်ဆိုတော့ကင်ဘီယာမှာကင်တီလို့ခေါ်တဲ့ရိုးရဒလိထုံစံတူညီတဲ့ရွှေမျိုးတစုရဲ့အဆက်အနွယ်တွေအခုတည်းထိရှိနေသေးတယ်လို့သူတို့ကပြောကြတယ်။ပြီးတော့သူတို့ကကျွန်တော်ကိုဘယ်လိုကူညီနိုင်မလဲဆိုတာအပြေရှားကြည့်ပါဦးမယ်လို့ပြောသွားကြတယ် ကျွန်တော်အာဖရိကကပြန်လာပြီးနယူးယောက်မှာနေခဲ့တယ်။အဲဒီအချိန်မှာပဲကျွန်တော်စီကိုကမ်ဘီယာနိုင်ငံကစတင်ဆောင်ရောက်လာတယ်။ကျွန်တော်ပြောပြလိုက်တဲ့စကားတွေကိုကမ်ဘီယာတောင်ပိုင်းဒေသတွေထိရောက်အောင်ပို့ပြီးစုစမ်းခဲ့ကြကြောင်းအခုဆိုရင်ကင်တီမျိုးနဲ့ဝင်းနေကခရိုက်တယောက်တွေ့တာကြောင့်ခရိုက်ဘူဂျီရဲ့နမည်ကကီဘာကမ်ဘာဘူဘာနာလို့ခေါ်ကြောင်းစာတပြေစာလေးမှာရေးထားတာဖတ်ရတယ် လူတယောက်ရဲ့ဘဝမှာအထူးထိပ်တွေ့ကြုံလို့သတ်မှတ်ရမယ့်အခြေအနေလေးတွေပေါ်တတ်ပါတယ်အဲ့ဒီတွေ့ကြုံမျိုးဟာဘဝတသက်တာလို့မြင်လို့မရအောင်လေးဆွေးနွေးတတ်ပါရဲ့အခုဆိုရင်ကျွန်တော်မှအဲ့ဒါမျိုးနဲ့ရင်ဆိုင်နေရပါပြီ အနာအာဖရိကတိုက်ရိုက်တော်နယ်ကြီးတွေကဂျက်ဖူရီရွာကိုရောက်သွားရင်းဒီဟာကျွန်တော်အတွက်အထူးထိတ်တွေ့ကြုံနဲ့ထိတ်တိုင်ရင်ဆိုင်ရတဲ့နေပါပဲ ကျွန်တော်တို့လူဆက်လေးဦးပါရဲ့အဖွဲ့ရွာနေမလဲမကန်ကိုရောက်သွားတဲ့အခါရွာသူရွာသားတွေဟာရှုံတဲတွေရနေထွက်လာကြပါရဲ့။ဝှေ့ယုတ်ဖြူကြီးဝုတ်ပြီးအုတ်ထုပ်ပြားလေးဆောင်းထားတဲ့အဖိုးကိုတယောက်ကိုလည်းကျွန်တော်မြင်နေရပါရဲ့။သူ့ပုံပန်းကသူကအလွန်ရေးပါအရာရောက်တဲ့လူတယောက်ဆိုတာပေါ်လွင်နေပါရဲ့။လူတွေကကျွန်တော်မျက်လုံးတွေဆူဆူရဲရဲကြည့်ပြီးမန်တီကားပါတာနေစကားပြောပါရဲ့။စကားပြန်တွေကပါတာပြင်ပြီးကြပါရဲ့။ စကပြင်းတွေရကျွန်တော်ခေါ်လာတဲ့လူတွေပါပဲဟုတ်တယ်ငါ့ဘိုးဘွားတွေကငါ့ကိုပြောသွားရင်ဒီရဲ့ဒေတာကိုတိုင်းတစ်ပါးသားလူစည်းတွေရောက်လာကြရင်ဒီရဲ့ဒေတာကလူတချို့တွေကိုအတင်းအဓမ္မဖန်စီချုံနောင်ပြီးအမေရိကန်လို့ခေါ်တဲ့နေရာကိုပို့ပြကြရင်အဲ့ဒီစကားတွေကိုငါ့ဘိုးဘွားစီရတဲ့စင်စကားဖြင့်ကြားခဲ့ရတယ်လို့အဖိုးကစပြောပါတယ် ဲ့ဒီနောက်မှာတော့အသက်83မိုးရှိပြီဖြစ်တဲ့အဖိုးကသူပြောစရာရှိတာတွေကိုဆက်ပြောပါတယ်။ဒီနေရာမှာအသက်နဲ့ပတ်သက်လို့83မိုးလို့ပြောတာဟာသူတို့နည်းအရပြောကြတာပါ။သူတို့ကလူတွေရဲ့အသက်ကိုတွေ့တဲ့အခါမှာ တမိုးကုန်ရင်တနစ်လို့တွေ့ကြပါတယ်။အသက်လို့တွေ့ပြီးပြောလို့ရှိတာကြောင့်လည်း83မိုးလို့ပြောလိုက်ရင်83နှစ်ရှိပြီလို့နားလည်ကြရပါတယ်။အဖိုးဟာကင်တီမျိုးနဲ့ဝင်အုပ်စုရဲ့တမိုင်းချောင်းကို ခရီးရီလိုတူတူတူပြောပြသွားပါရင်ပြီးမှရက်ပြီးနားထောင်နေကြရဲရွာသူရွာသားတွေရဲ့ဖို့ကတော့ဒါမျိုးကတွေ့နေကြပြန်တူပါရင်အထူးစံတစ်ခုလိုမြင်တဲ့ပုံမပေါ်ကြပါဘူးအားလုံးညီညီစိစိနဲ့ရက်ပြီးစိတ်ဝင်တစားနားထောင်နေကြပါရင် great ဘိုးဘွေရဲ့ကောင်းတဲ့ကအစီအသေးစိတ်ထွက်လာနေတဲ့စကားတွေဟာကြားနေရသူတွေဖို့အံ့ဩစရာတိတ်ကောင်းပါရဲ့ဘသူဟာဘယ်ရဲ့ဒေတာကပါရောက်ဒီဒေတာကို ရောက်လာတယ် ဘသူနဲ့ဘသူတွေလက်ထကြရင်ဘသူတွေကိုမွေးလို့ဘသူတွေကပြင်ကိုရောက်ပြီးဘာဖြစ်ကုန်တယ်စသည်စသည်ဖြင့်ဟိုး300စုကအကြောင်းတွေကိုစနစ်တကျနဲ့အစဉ်လိုက်ပြောပြနေရမို့လူတယောက်ရဲ့အလွန်ထူးဆန်းတဲ့မယံကိုအမခင်ပြကြရပါတယ်ခရိုက်ကြီးဟာနိုင်ရီပေါင်းများစွာကုန်လွန်သည့်အထိစကားတွေအဆက်မပြေပြောနေပါတယ် ောက်ပိုင်းဆက်ပြောသွားတဲ့အကြောင်းတွေဟာကျွန်တော်တို့ခေတ်ပြတဲ့1958ပိုင်းတည်းရောက်လာပါတယ်။စကပြင်းစီကတဆင့်ကျွန်တော်ကြားနေရတာကဘုရင်မင်းမြတ်ရဲ့စစ်တီတော်တွေငါတို့နိုင်ငံတည်းဝင်ရောက်လာကြတဲ့အခြေလောက်မှာပေါ့။အမရိုရဲ့တားလီရောက်တဲ့ကအကြီးဆုံးသားကွန်တာဟာသူ့ရွာကနေပြီးတော်ရီကိုတစ်သွားခုတ်တယ်။ဒါပေမဲ့အဲ့ဒီနေ့ကစပြီးကွန်တာကိုလုံးဝပြန်မတွေ့ကြရတော့ဘူးပြီ။ သူစကားတွေဟာကျွန်တော်အဖွားကြီးတွေစီကကြားထားခဲ့တဲ့အချက်လက်တွေနဲ့တူနေပါတယ်။သူကတော့ဒီလိုတူနေတာကိုပေးသိပါမလဲ။ကျွန်တော်ကချက်ချင်းအိတ်ချေကမဆုစာအုပ်ကိုထုတ်ပြီးအကြောင်းစုံရှင်းပြခိုင်းပါတယ်။ကျွန်တော်မဆုစာအုပ်ထဲမှာကကျွန်တော်အဖွားပြောပြခဲ့တဲ့အာဖရိကန်ကြီးအကြောင်းမှတ်ထားရမဟုတ်လား။ကျွန်တော်စကားပြင်းတယောက်ကမဆုစာအုပ်ကိုယူပြီးနောက်တူလက်ထည့်ထည့်ပြလိုက်တယ်။သူကတစဉ် cry ပို့ကိုလက်ထည့်ရောက်သွားခဲ့တယ် ူတို့အားလုံးစိတ်လှုပ်ရှားနေကြပါရဲ့။အဲဒီနောက် Cry ဘိုးကသူ့လူတွေကိုရှင်းပြနေပါရဲ့။အဲဒီခါမှလူအားလုံးစိတ်လှုပ်ရှားလာကြပါရဲ့။တဦးတယောက်ကအမိတ်ပေးလိုက်လို့လားဖလာတော့ကျွန်တော်မသိဘူး။လူကြီး90လောက်ဟာကျွန်တော်ကိုဝိုင်းပြီးနိုင်ရည်နဲ့တန်လက်တလူလက်သွားနေကြရဲ့။ပါဇက်ကလည်းတံပြန်ယူဆနေကြပါရဲ့။ကျွန်တော်ရင်ထဲမှာဘလို့ခင်စားနေရတယ်ဆိုတာပြောမပြတတ်ပါဘူး။ယုတ်တည်းရဲ့လူရင်ကြီးတွေကမိမတယောက်ထွက်လာပြီးကျွန်တော်ရှေ့မှာလာရက်တယ် သူ့လက်ထရကလေးကိုကျွန်တော်ပဲထူပြီးပါရီသူ့အမူအရာကကလေးကိုယူလိုက်ပါလို့ပြောနေတဲ့သဘောရှိပါရီကျွန်တော်ကလေလံယူလိုက်ပါရီအိမ်မိမအချက်ချင်းပဲကျွန်တော်လက်ထရကလေးကိုပြင်ယူပြီးသူ့နေရာသူပြင်သွားပါရီချစ်ချင်းမေနောက်ထပ်မိမတယောက်ထွက်လာပြီးသူ့ရှိကမိမလို့တလူလှုပ်ပြပါရီအိမ်နောက်တော့မိမတွေတယောက်ပြီးတယောက်ထွက်လာကြတော့တာပါပဲ နောက်တနေ့လောက်ကြာမှကျွန်တော်ဟာဟာဖက်တက္ကသိုလ်ကပေါင်ပေါင်ခတ်တူနေဆုံးမိပါရဲ့။စကားဆက်မိလို့ဒီဖြစ်ကိုပြောပြတော့သူကမင်းဟာလူသားတွေရဲ့ရှေးကြဆုံးပွဲတပွဲနဲ့ကြုံလာခဲ့တာကိုအဲ့ဒါသွေးစစ်ပွဲလို့ခေါ်တယ်။သူတို့လူမျိုးထုံးစံအတိုင်းမင်းဟာငါတို့ပဲငါတို့ဟာမင်းပဲလို့ပြောလိုက်ကြတာကွာလို့သူကရှင်းပြပါရဲ့။နောက်ပိုင်းမှာကျွန်တော်တို့အဖွဲ့ဟာ အရေးကနေပြီးနောက်တရွာကိုကူခဲ့ကြရတယ်။ အဲ့ရခါမှာပုတ်ကြီးတံတွေကိုပြက်တောင်ပြက်တောင်ကြားနေရပါတယ်။နောက်ရကိုလည်းရောက်ရောဖုတ်ချူချူလမ်းမကြီးရဲ့ဘေးမှာတန်းစီရပြီးစည်းကြုံနေကြတဲ့လူတွေကိုမြင်ရပါတယ်။အားလုံးကလက်တွေဝေးရင်ပြီးနှုတ်ဆက်နေကြပါတယ်။လေရိုဖာကာပေါ်မှာမတည့်ရနေတဲ့ကျွန်တော်ကိုမက်ဆက်ကင်တီမက်ဆက်ကင်တီလို့နမည်ဩခေါ်နေကြပါတယ်။ကျွန်တော်မျက်နှာရှိမှလက်တွေလက်တွေအများကြီးပဲ။ကျွန်တော်မျက်ရည်ချမိပါတယ်။ ကျွန်တော်ဘဝတသက်တာမှာဘေတို့ကမှဒီလောက်စိတ်ထိခိုက်ပြီးကြာခဲ့တဲ့မြင်ရည်ဟာမရှိခဲ့ဘူးပါဘူးအမှန်ကဒီအချိန်မှာကျွန်တော်လုံနိုင်တာတခုပဲရှိပါတယ်အာဖရိကတိုက်ကပြန်လာပြီးရင်နောက်ကျွန်တော်ဟာလင်တန်ကိုရောက်သွားပြန်ပါတယ်ပြည်ထရှားလွတ်တော်မှာမတန်တွေကိုရှာဖွေရပြန်ပါတယ်ခွိုက်ချီပြောတဲ့ဘယင်မီမြရဲ့စစ်သည်တို့များရောက်လာခြင်းဆိုတဲ့စကားကိုအတိအကျသိဖို့အထောက်ရပြန်ပါတယ် ဲ့ဒီလိုနဲ့ပဲ1969ခုနှစ်အတွင်းကပိုမွန်ချီကိုဟဲရာရဲတပ်တွေဟာကမ်ဘီယာမြေကြောင်တိုင်းဆန်တက်သွားပြီးဂျွန်တွေကိုလက်ခံရခံတက်ဖြစ်တဲ့ James ခံတက်မှာဝင်ရောက်တည်ခိုသွားကြောင်းမှတ်တမ်းအခိုင်အမာတွေ့လာရပါတယ်ကျွန်တော်ထပ်သွားရတဲ့နေရာကရိုက်ရီချောင်းဌာနပါဒီဌာနလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတင်ပေါ်ဝင်ထွက်စီရင်ကိုမှတ်တမ်းတင်ထားခဲ့တဲ့နေရာတစ်ခုပါ အထူးသဖြင့်အာဖရိကတိုက်ကနေပြီးထွက်လာတဲ့ဂျွန်တင်တင်မောစီးရင်တွေကိုကျွန်တော်တွေ့လို့ချီခွင်ရခဲ့ပါတယ်။မတန်တွေကဖေးတောင်းဖို့ရဖို့ပါပဲ။ကျွန်တော်နေစဉ်ရက်ဆက်သွားပြီးမတန်တွေထဲမှာရှာရပါတယ်။တရက်သုံးမောလွဲပိုင်းနှစ်နိုင်ခွဲလောက်မှာအဲ့ဒီအချိန်မှာကျွန်တော်ရှာဖွေနေတာတရင်းနှစ်ပတ်ရောက်နေပြီ။တင်ဖို့ဝင်ထွက်မတန်အမှန်1023ကိုတည်ပါတယ်။ ကျွန်တော်ဖတ်ကြည့်လိုက်တော့ဖိမတ်တန်းတွေထဲမှာကျွန်တင်တင်ပေါ်အစင်ပေါင်း30ထွက်ခဲ့တာကိုတွေ့ရပါတယ်။အဲ့ရဲ့ထက်ကနံပါတ်16ဟာကျွန်တော်စိတ်ကိုအတွင်အတွန်ဆွေးဆောင်ခဲ့ပါတယ်။အဲ့ဒီတင်ပေါ်ဟာ1969ခုနှစ်အတွင်းမှာကမ်ဘီယာမြင့်ကြောင်းအတိုင်းစုစည်းသွားပြီးအမေရိကကိုထွက်သွားခဲ့တာပါ။တင်ပေါ်နမည်က Lord Lee Gunia လို့ခေါ်ပါတယ်။ အဲ့ဒီသင်္ဘောဟာ1969ခုနှစ်စက်တင်ဘာလ29ရက်နေ့မနက်မှာအင်နာပိုလက်စာနပ်လေးဆက်ကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအချက်ဟာကျွန်တော်ရဲ့တွေ့ရှိချက်တကူပါ။အတိအကျတွေ့ကြမယ်ဆိုရင်ပေါ့လေကျွန်တော်အဖိုးရဲ့အဖိုးတွေကိုတည်ဆောင်လာခဲ့ပြီးတဲ့နောက်နေ့ပေါင်း2000ကျော်1969ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာ ကျွန်တော်ဟာအင်နာပေါ်စီမျိုးတင်ပေါ်စိတ်ကံတရားပေါ်မှာရက်ပြီးပင်နေပြီးကို တွေ့ဝီငီးမောနေမိပါတယ်။အင်နာပိုလိဆာမှာရှိနေတဲ့မေရီလင်းကီဇက်မိုက်ခရိုဖလိမတ်တန်တွေက1969ခုနှစ်အောက်တိုဘာ1ရက်ထုတ်ကီဇက်တရားမှာဂျုံညာတခုတွေ့ရပါတယ်။ လော်လီကိုနီယာတင်မောဟာစိတ်တင်ကြရွေးချယ်ဝယ်ယူနိုင်မဲ့ဂျွန်လီကိုတည်ဆောင်ပြီးကမ်ပီယာနိုင်ငံမှဆိုက်ရောက်လာကြောင်းရည်သားတဲ့ဂျွန်ညာပါဂျွန်ညာတင်မဂျွန်လီဘုံတခုနေမာလီလန်တင်ပြီးရောက်မယ်လို့လည်းအတိအကျပေါ်ပြထားပါတယ်အဲ့ဒီအချက်တွေတွေ့ရှိလာချိန်ထိကျွန်တော်ဟာတိုက်ချီတုံးတဲကစာကြီးတိုက်တွေမော်ဝင်းတိုက်တွေနဲ့မကြံဌာနအားလုံးစုစုပေါင်း90ကျော်လောက်ကိုရောက်ခဲ့ပြီးပါပြီ အချိန်နာရီပေါင်းများစွာအကုန်ခံပြီးလေလာချင်း ့တာချင်းစားတဲ့အလုပ်တွေကိုလည်းလုပ်ခဲ့ပြီးပါပြီ။ကျွန်တော်အနေနဲ့ဆက်ရှိနေဆက်ကိုရာစုအတွင်းကတည်ရှိခဲ့တဲ့ကမ်ဘီယာကြီးရွာတွေရဲ့ယဉ်ကျေးမှုယူရဓလိထုံစံတွေနဲ့ပတ်သက်ပြီးရည်သားပြစုဓာရီစာအုပ်တွေ၊ဆောင်းပါးတွေ၊မှတ်တမ်းမရာတွေကိုဖတ်ရှုလေ့လာတခုတည်းတွင်တနင်္တိတီကြခဲ့ပါရယ်။လော်လီကိုနီယာတင်ပေါ်ကူပြက်လာခဲ့ရတဲ့ရှင်ပင်ပေါ်မှာ တင်းမိုးတစင်းနဲ့ဖြစ်တင်သွားခဲ့အတွေ့အကြုံကို ကိုယ်တိုင်ခံစားကြည့်ရင်လည်းစံတာကြောင့်ကျွန်တော်ဟာအာဖရိကန်ကိုလေ့ရင်နဲ့တွေ့ခဲ့ပါတယ်။အပြင်ကရေးကြတော့အာဖရိကန်စတားလို့ခေါ်တဲ့ကုန်တင်တင်းမိုးတစင်းနဲ့ပြန်လာခဲ့ပါတယ်။ကျွန်တော်ဟာအင်မတန်ကျဉ်တန်းမှာကြိုးလာတဲ့တစ်တာချန်ပီယံပေါ်မှာအတွင်းကံပေါင်းပြီးလေးတထည်ဖို့ဒဲဝုတ်ပြီးစင်ညာတီတီအေးဒန်ကိုခရင်လိုက်လာခဲ့ပါတယ်။တကယ်တော့ကျွန်တော်စင်ညာခံစားခဲ့ရတဲ့စီးရင်ဒုက္ခဟာ ဟိုးလွန်နေပြီးတော့အခါကလက်ထိတ်တွေတန်ကြီးချင်းတွေခက်ခဲရပြီးတရိษံတွေလိုအငင်းစေကံအနှိမ့်ဆက်ခံပြီးလိုက်ပါလာခဲ့ကြရဲ့တဲ့တန်းပေါင်းများစွာသောဂျုံတွေနဲ့ရှင်လာရင်စာမဖွဲလောက်ဘူးလို့ဆိုနိုင်မှာပါအလုံးညက်ပတ်ပြီးရင်နေတဲ့ပုံဝင်ချင်းမှာတေးလူလူခြေလူလူနဲ့ရပောင်60ကျော်90နီးပါးရေပင်ပေါ်ဖြစ်တန်လာခဲ့ရတဲ့ဒုက္ခဟာအင်မတန်မှကြောက်စရာကောင်းတာပါရဲ့ နောက်တအုပ်ဖြစ်လာဖို့အတွက်ကျွန်တော်ဟာစင်နှစ်ကြော်ကြော်ကြိုးပမ်းအားထုတ်ခဲ့ရပါတယ်။ကျွန်တော်ဒီစာအုပ်ကိုဘာကြောင့်စီမင်းလို့နမည်ပေးခဲ့ရတာလဲ။ဒီစာအုပ်ဟာကျွန်တော်မိသားစုတစုတည်းရဲ့ဆက်လက်ကိုသာ ပြောပြနေတာမဟုတ်ပါဘူး။အာဖရိကမျိုးတွေကဆင်းသက်လာခဲ့ကြတဲ့အမေရိကန်လူမင်းတန်ပေါင်းများစွာရဲ့တမိုင်းကိုလည်းရှင်းညွှန်းပြောပြနေရတဲ့စာအုပ်ပါ။ဒါကြောင့်လည်းစီမင်းတို့မဟုတ်စီမင်းများလို့နမည်ပေးခဲ့တာပါ။ ကျွန်တော်ကတော့ကျွန်တော်ရဲ့စာအုပ်ကိုလူမင်းအန်ဒီအတွက်စိတ်တဲ့အင်အားတကြွစီမဲ့တောင်းအားတစ်ခုဖြစ်လာစီရှင်ပါတယ်။ပြီးတော့ကျွန်တော်တို့အားလုံးဟာတဝူးတိန်သောဖန်ဆင်းရှင်ကစဉ်သက်လာကြတာပါဆိုတဲ့အမှန်တရားကိုမိမောင်းထုတ်ပြနေတဲ့အရာတစ်ခုလည်းဖြစ်လာစီရှင်ပါတယ်တဲ့။အဲ့ဒီစကားတွေဟာကမ္ဘာကျော်စင်မြေဝထုရဲ့ဆိုင်ရေးဆရာအဲလက်ဟန်နီပြောပြခဲ့တဲ့စကားတွေပါ။ ီစကားတွေကိုအဲလစ်ဟယ်လီဟာ1984ခုနှစ်ဇွန်လ Reader Digest Magazine မှာကျွန်ုပ်အစီအမည်များကိုရှာဖွေခြင်း American Lumen တူဤဂျိုးပန်းအထုံမှုဇလန် Myers for Root a Black American Story အမည်နဲ့စောင်းပါရေးပြီးဖော်ပြခဲ့တာပါ။အဲလစ်ဟန်နီဟာစာရေးဆရာဖြစ်ရှင်နေတဲ့လူတွေနဲ့ပတ်သက်လို့လဲမှတ်တာနိုင်ယူထိုက်တဲ့စကားတွေအများကြီးပြောခဲ့ပူပါရဲ့ သူကအများအပြားလူတွေကနေရင်ပေါင်းညာချင်းပေါင်းစားရေးစရာဖြစ်လာချင်းကြပါတယ်။စားရည်လေးဆိုတာအတတလူတော့မဖြစ်နိုင်ပါဘူးလို့ပြောခဲ့ဖို့ပါတယ်။ပြီးတော့သူကကျွန်တော်ဟာစားဟုတ်တအုပ်ဖြစ်လာဖို့အတွက်စိတ်နှင်းကြုံကြုံကြိုးပမ်းအားထုတ်ခဲ့ရပါတယ်။တင်းတတန်တင်းမော့တတန်ကားတတန်ရထားတတန်စီးပြီးမိုင်ပေါင်းများစွာခရီးသွားခဲ့ရပါတယ်။မတန်တွေမဆူတွေနဲ့စားဟုတ်တွေအမြောက်အများကိုဖတ်ရှုခဲ့ရပါတယ်။ ကျွန်တော်အတ္တလောင်အထုတ်ခဲလို့စင်မြင်းဆိုတဲ့စာအုပ်ထွက်လာခဲ့တော့ဘာတဲ့နောက်ပြီးတော့လေသူကစာရေးဆရာဖြစ်ချင်ရင်စာရေးပါစာရေးပါလို့တိုက်တွန်းရပါလိမ့်မယ်စာရေးတယ်ဆိုတော့မလွယ်ပါဘူးအခြေကုန်းမင်းပြင်ပန်းမင်းခက်ခဲမင်းစိတ်တဲကြမင်းအဲ့ဒါတွေကစာရေးသူတိုင်းကြုံနေကြရတာပါ အများဖြစ်ရလူတွေကနေချင်းညချင်းဆိုင်ရေးဆရာဖြစ်ရှင်တက်ကြတယ်။အဲ့ဒါလို့ဖြစ်ဖို့ကတော့မလွယ်ပါဘူး။ ကိုရီတာတဲ့စာကိုထက်တလေးလေးအပေခံရတာမျိုးဟာကြုံရမယ့်အရေးတခုပါ အလိုအပေခံရတာကိုလက်ခံနိုင်တဲ့အရေးချင်းတစ်ခုရှိနေဖို့သိလို့အပ်ပါတယ်။ဒီနေ့နမင်ကြီးနေတဲ့ဆာရီဆရာတွေထဲမှာစာမှုတွေရနဲ့ချီပြီးအပေမခံရတဲ့လူရဲလို့ကျွန်တော်မတွေ့ဘူးသေးပါဘူးလို့လည်းပြောခဲ့ပါတယ်။ဆာရီဆရာဖြစ်ရှင်နေတဲ့လူတွေဖို့ကဘာကျော်လူမင်းဆာရီဆရာအဲလစ်ဟယ်လီရဲ့စကားတွေဟာမှတ်သားနိုင်ယူစရာကောင်းပြီတယ်လို့ထင်ပါတယ်။ မောင်ထွန်းသူ2000ခုနှစ်နိုဝင်ဘာတရနေ့အစိုးရနာဆင်ပြီးကြရည်တော်လန်ကြီးကိုမောင်နှမအားလုံးကိုကျေးဇူးအထူးတင်ရှိပါရရှင်။ကျင်ရှိနေသေးတဲ့အပိုင်းတွေကိုလည်းဆက်လက်ဖပြပေးတော်မှာဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်နာဆင်ပြီးကြပါလို့လည်းမိသားရေခန့်အပ်ပါရရှင်။ပြီးကင်းကြပါကြပါစီ။